မှာ69ရာခိုင်နှုန်းအဝင်ရတာဖြစ်ပါတယ်။ပြီးဒီမှာမြေကြီးလေးလည်းအဝင်ရတာဖြစ်ပါတယ်။နင်းနေလေးလင်းနေတာဖြစ်ပါတယ်။ Hi အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့တငယ်ချင်းစီကတောင်းဝယ်ထားတဲ့ဆိုလာအပြက်လေးတစ်ချက်ကိုပြန်ပြီးတော့ပြုပြင်အသုံးပြုကြည့်မှာဖြစ်ပါတယ်။ဆက်လက်ရှုစားအားပေးကြပါဦး။ဒီမှာတငယ်ချင်းစီကဆိုလာအပြက်လေးတစ်ချက်ပြန်ပြီးတော့တောင်းဝယ်ထားတာဖြစ်ပါတယ်။ ီဆိုလာချက်လက်ကိုကြည့်လိုက်မယ်ဆိုရင်သူရဲ့အလူမီနီယံဒမ်ပေါင်ကြီးကိုခွာထားတာဖြစ်ပါတယ်သူကနောက်ဘက်ကိုကြည့်ကြည့်မယ်ဆိုရင်တော့ဒီလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ်ဒီနောက်ကဥုံခွက်ရေးလည်းမရှိတော့ဘူးဖြစ်ပါလေ။ဒီမှာအပေါင်းတို့ထွက်တဲ့အစနစတော့ကျန်တာကိုတွေ့ရပါတယ်။အဲတော့ဒီအစနစကို ကျွန်တော်ဘူလေးတိုင်ခြင်းမှာဖြစ်ပါတယ်။ခင်ရွေးဒီဆိုလာကကောင်းနေဆိုရင်တော့ဘူထွက်မှာဖြစ်ပါတယ်။အဲတော့ကျွန်တော်မီတာကို20ဗို DC မှာထားလိုက်ပါတယ်။ပြီးရင်ဒီလိုညက်ကလေးလေးနဲ့ဖန်တီထားလိုက်တာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ဆိုလာပေါ်မှာညက်ပြီးတော့ဘူအားလေးတိုင်ခြင်းမှာဖြစ်ပါတယ်။နောက်တော့အနုတ်ကိုဒီဘယ်ဘက်မှာညှပ်လိုက်မှာဖြစ်ပါတယ်ပြီးအပေါင်းကိုပြီးအပေါင်းကို ရင်းညာဘက်မှာညက်မှာဖြစ်ပါတယ်ကျွန်တော်မီတာလေးမှာကြည့်လိုက်မယ်ဆိုရင်6.7ဘူလောက်ပြနေတော့တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီဒါကနေရောင်အောက်မှာထားထားတာမဟုတ်ပါဘူးဒီဆိုလာကိုရိုးရိုးအလင်းရောင်ရတဲ့နေရာမှာပဲထားထားတာဖြစ်ပါတယ်အဲ့တော့ဒီဆိုလာလေးကတော့လောလောဆယ်ကတော့ဘူးအားထွက်နေတယ် ကောင်းနေတာကိုတွေ့ရပါတယ်။ဒါဆိုရင်ဒီဆိုလာလေးကိုဟိုဒီမှာဓာတ်ဥလေးတတ်ဆင်ပေးมาဖြစ်ပါတယ်။ net လေးလေးတွေကိုပြန်ဖြုတ်လိုက်มาဖြစ်ပါတယ်။ကျွန်တော်ဒီဆိုလာပြားလေးပေါ်မှာဒီအမားခံဒိုင်အုပ်လေးကို တုံပြူမှာဖြစ်ပါတယ်ဒီဒိုင်အိုလေးကတော့6 ampere ဒိုင်အိုဖြစ်ပါတယ်ကျွန်တော်ဒီဒိုင်အိုလေးကိုကျွန်တော်ဒီအနုဘက်ကနေအပေါင်းဘက်ကိုဒီလိုကနန်လေးတတ်ထားပြမှာဖြစ်ပါတယ်ပြီးရင်အနုကျိုးကိုဒီကနေခဲဆော်ပြီးတော့အုံပြူမယ်အပေါင်းကျိုးတော့ဒီညာဘက်နေခဲဆော်ပြီးတော့အုံပြူမှာဖြစ်ပါတယ်နာကဆူလာမှာကျွန်တော်တိုင်ကြည့်တာတော့ဒီ ဘယ်ဘက်ကတော့အနှုတ်ဖြစ်ပါတယ်ယင်းညာဘက်ကတော့အပေါင်းဖြစ်ပါတယ်အဲတော့ဒီဆိုလာပုံမှာအမခန်ဒီလို6 ampere ဒိုင်အိုလေးတက်ဆင်ပြီးမှဖြစ်ပါတယ်ဒီလိုလေးတက်ဆင်ပြီးမှဖြစ်ပါတယ်ဟိုညာဘက်ခြမ်းပေါင်းဘက်ခြမ်းတော့ခဲဆော့ပြီးတော့ဖြစ်ပါတယ်ဒီဒီအနှုတ်ဘက်ခြမ်းကိုဆက်ပြီးတော့ခဲဆော့ပြီးမှဖြစ်ပါတယ် ောဘေယောညာယောခဲဆိုလို့ပြီးသွားပြီဖြစ်ပါတယ်။အဝိယထိတ်နဆာကနေဘုထမထွဲ့တိုင်းချင်းမှာဖြစ်ပါတယ်။ဒီတားလေးအပေါင်းဖက်ကိုတော့ချိန်ထားလိုက်ပြီးဖြစ်ပါတယ်။အပေါင်းဖက်ကိုဒီဆူလာရဲ့အပေါင်းဖက်နဲ့ချိန်ထားတာဖြစ်ပါတယ်။ဒါအိုးရဲ့ကတုတ်ဖက်ကိုချိန်ထားတာဖြစ်ပါတယ်။အဲ့တော့ဒီရင်ဆူလာရဲ့အနောက်ဖက်ချမ်းဒါအိုးရဲ့အနောက်ဖက်ချမ်းကိုဒါလေးနဲ့တိုင်းချင်းမှာဖြစ်ပါတယ်။ မီတာလေးမှာ6ဘူးကြော်ကြော်လေးပြနေတော့တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီဒိုင်ဥလျာတော့တိတိမိမိရှိတာကိုတွေ့ရပါတယ်။လှုပ်ထွက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒိုင်ဥလျာတော့တိတိမိမိရှိပါတယ်။ဒါဆိုရင်ဒိုင်ဥရဲ့ထိတ်တစ်ဖက်တစ်ချက်မှာဝါယာကျိုးလေးအပေါင်းကျိုးနဲ့အနှုတ်ကျိုးလေးကိုခက်စော်တက်ဆင်းပြီးမှဖြစ်ပါတယ်။ဒီညာဘက်ကတော့အပေါင်းချိုးအပြာရံချိုးလေးဖြစ်စွတ်တက်စင်ပြီးမယ်။ ဒီဒီဖဲမှာတော့ဒီအညိုရောင်ချိုးအနုတ်ချိုးလေးဖဲဆိုတက်စင်လေးမှာဖြစ်ပါတယ်ရောင်တော့ဒီဆိုလာကနေအပေါင်းတို့ကျိုးနှချောင်းထုတ်ထားပါတယ်ဒီအနဲ့ရောင်ချိုးကတော့အနုတ်ချိုးဖြစ်ပါတယ်ဒီအပြာရောင်ချိုးကတော့အပေါင်းချိုးဖြစ်ပါတယ်ဒီဆိုလာရဲ့အပေါင်းနဲ့အနုတ်ချောင်းမှာဓာတ်အုပ်လေးတစ်လုံးခံထားတာဖြစ်ပါတယ်ဒီဖက်ကတော့ အနုဖြစ်ပါတယ်ဒီညာဖရတော့ကက်တုတ်ဖြစ်ပါတယ်ကျိုးရမျိုးဒီမှာအရှိဆက်ထားတာဖြစ်ပါတယ်ပြီးဒီကနေအုံပြူမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့နေပူထဲမှာထားပြီးတော့ဘူအားဘလောက်ထွက်လဲတိုင်းချင်းမယ်ပြီးရင်ဖုံးအားလေးတွေတွင်းချင်းမှာဖြစ်ပါတယ်ဟောဆိုလာကိုနေပူထဲမှာချထားလိုက်ပြီးဖြစ်ပါတယ်ဒီ ဆန်းပြီးတော့တောင်ပြေချင်မှဖြစ်ပါတယ်ပြီးဆူလာနဲ့ဘုတ်ဘလောင်းထွက်လဲဆိုတော့မီတာလေးနဲ့တိုင်ချင်မှဖြစ်ပါတယ်မီတာကို20ဘုတ်ဒီစီမှာထားလိုက်ပါတယ်ပြီးမီတာပရတာအပေါင်းဒီမှာအပေါင်းတောင်ပေါင်းဒီမှာညထားလိုက်ပါမယ်ပြီးအနုတို့တို့တိုင်းချင်မှဖြစ်ပါတယ် ဆောင်တော့တိုင်းကြည့်တာတော့14ဘုဝင်ကျင်လောက်ပြတာတွေ့ရပါတယ်ဘုအားတော်နည်းနည်းလေးနည်းနေပါတယ်မနေ့လဲ7နာရီကျော်အချိန်ဖြစ်ပါတယ်ပုံမှန်ဆိုလာတစ်ချက်ဆိုရင်18ဘုကနေ23ဘုအထိထွက်မှာဖြစ်ပါတယ်ဒီဆိုလာတော့ဒီဆိုလာတော့ဘုအထွက်နေတာကိုတွေ့ရပါတယ်အဲတော့ဒီမှာဆိုလာကွန်ထရိုလာမှာတက်ပြီးတော့ ဘောင်းဆန်းခြင်းမှာဖြစ်ပါတယ်ဘောင်းအားတွေတွင်းခြင်းမှာဖြစ်ပါတယ်ဒီဆိုလာကွန်ထရိုလာလေးကိုဆိုလာနဲ့အသုံးပြုဖို့အတွက်ကျတော့သူ့ကို DC ထွဲဖို့အရင်ပေးရမှာဖြစ်ပါတယ်ဒီမှာ DC ထွဲဖို့အပေါင်းဒီမှာအနုတ်ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ပြီးရင်ဒီဘက်မှာဆိုလာအပေါင်းနဲ့အနုတ်ကိုချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ဒီမှာလောလောဆယ်ဘက်ထရီမရှိတဲ့အတွက်ကြောင့်မလို့ဒီမှာမီနီပါဝါဆပ်ပလိုင်းလေးကိုချိတ်ထားတာဖြစ်ပါတယ်။ဒီမှာ ကွန်ထရိုလာမှာကင်ကနန်းလေးတွေပေါ်နေပြီဖြစ်ပါတယ်ဒီမှာပေါ်နေတာတော့17.6ဘူဖြစ်ပါတယ်17.6ဘူမီနီပါဝါဆပ်ပလိုင်းမှာလည်း17.6ဘူပေါ်နေတာဖြစ်ပါတယ်ဒီဒီမှာဆိုလာကနေလာတယ်မီချိုနဲ့ချောင်းဆက်ပြီးမှဖြစ်ပါတယ်ဒီမှာဆိုလာလေးကိုချိတ်ဆက်လိုက်ပြီဖြစ်ပါတယ် ဆိုလာလေးကိုချိတ်ဆက်လိုက်တော့ဒီမှာဆိုလာသင်္ကေတလေးပေါ်လာပါတယ်ဆိုလာသင်္ကေတလေးပေါ်လာတဲ့ပြီးဒီမှာမြေဝင်နေတဲ့များမိတ်တုံမိတ်တုံပေါ်နေတာဖြစ်ပါတယ်နှလုံးစဲဘက်ထရီအားတော့မရှိတဲ့ပုံစံမျိုးပြနေပါတယ်တဝက်တော့မရှိတဲ့ပုံစံမျိုးပြနေပါတယ်တော်တော်လေးအားနေနေတဲ့ပုံစံပြပါတယ်ဒီရင်ဒီ USB ပေါက်ကနေ ဟွာလေးတွင်းကြည့်မှာဖြစ်ပါတယ်ဒီမှာတက်ဘလက်လေးတောင်ရှိပါတယ်တက်ဘလက်လေးကိုအတွင်းကြည့်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ဖုန်ချိုးလေးထိုးလိုက်ပါမယ်မာခွန်အလေးဝင်လာပါပြီမှာအဝင်နေပါတယ်ဒီ ဒီမှာမီတီလေးတစ်လုံးလေးရှိပါတယ်ဒီမီတီလေးကိုလည်းအာတွင်းခြင်းမှာပါတယ်ဒါကြောင့်ဒီမှာကျိုးလေးထိုးလိုက်ပါမယ်ဒီအမမီလေးလင်းနေတော့တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမီဒီလေးလည်းအဝင်နေတော့တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီ ဒီဆိုလာကနေကွန်ထရိုလာကိုကျွန်တော်ချိတ်ဆက်ထားတယ်ကွန်ထရိုလာကနေဒီမှာဘက်ထရီအစား12 mini power supply လေးကိုတပ်ဆင်ထားတာဖြစ်ပါတယ်ပြီးတော့ဒီမှာ tablet လေးရဲ့မီဒီလေးကိုအတွင်းကြည့်တာတော့အားဝင်နေတာကိုတွေ့ရပါတယ်နော်69ရာခိုင်နှုန်းအားဝင်နေတာဖြစ်ပါတယ်ပြီးဒီမှာမီဒီလေးလည်းအားဝင်နေတာဖြစ်ပါတယ်မီနီလေးလည်းနေတာဖြစ်ပါတယ်ဟုတ်ဒီ ဆိုလာကနေအတင်းကြည့်တာအဆင်ပြေတာကိုတွေ့ရပါတယ်။ပင်ထူရဲ့ဘုတနည်းအားဖြင့်ဒီမီနီပါဝါဆပ်ပလိုင်းရဲ့ဘုကိုပြနေတာဖြစ်ပါတယ်။စတိတ္တမရှစ်ဘုဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။နိုင်အောင်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့။